ရှင်းရှင်းလုံးကမင်းသားတပားဟာကုံတယ်သားတယောက်ပညာရှိသားတယောက်နဲ့အပေါင်းအသင်းလုပ်တဲ့သူတို့သုံးယောက်သားဟာအပျော်ပါနဲ့အချိန်ကုန်ကြရတဲ့အားအားရှိတိုင်းဥယျင်တွေပန်းခြံတွေပွဲလန်းတပင်တွေမှာကစားကြပျော်ကြပါကြနောက်ကြပြောင်ကြလုပ်နေတာပဲတဲ့မင်းသားဆိုတာကလည်းမင်းသားတို့တက်အပ်တဲ့လေးတက်များအတက်ဆင်အတက်မြင်းအတက်ကိုလေးလာတင် जा မှုမရှိဘူးတဲ့ကုံတယ်သားကလည်းရောင်းမယ်ဝယ်မယ်ပွဲစားလုပ်မယ်ငွေရှာမယ် တခါမှမစင်စားဘူးတဲ့ပညာရှိသားကလည်းစာပေလိုက်စားမယ်ခနန်းတွက်မယ်ရေးသားစီကုန်းမယ်လို့ဘယ်တော့မှမစူးစားဘူးတဲ့ဒီတော့မင်းသားကိုမင်းကြီးကစူတာပေါ့ကုံတယ်သားကိုကုံတယ်ကချိန်တာပေါ့ပညာရှိသားကိုပညာရှိကအပြစ်တင်တာပေါ့အဲ့ဒီတော့သူတို့သုံးယောက်ဟာတိုင်ပင်ကြပြီးထွက်ပြေးကြပါနေရောတဲ့လမ်းခီးရောက်တော့ကဲပဲတိုင်ပဲပြီးသွားပြီးဘာလို့ကြရင်ကောင်းမလဲလို့တိုင်ပင်ကြတဲ့အခါကုံတယ်သားကပြောတာတဲ့ လောကမှာငွေမရှိရင်ဘာမှလုပ်လို့မရဘူး။ငွေရှိရင်ကြံတိုင်းအောင်သာပဲဒီတော့တို့တတွေပရမညာတောင်ကိုသွားပြီးကြည်ရန်ပရမညာရှာရင်မကောင်းဘူးလားလို့ပြောသားတဲ့အဲ့ဒီအကြံကိုသူတို့သဘောကျကြတဲ့ပရမညာတောင်ကိုသွားကြတာပေါ့တောင်ကိုရောက်လို့တယောက်တစ်ကွဲစီလိုက်ရှာကြတော့သူတို့ကံကအင်မတန်ကောင်းတဲ့အတွက်တယောက်ကိုကြည်ရန်ပရမညာတစ်လုံးစီရကြတဲ့ ဒါပေမဲ့ဗရမယာတောင်သွားတဲ့တောလန်ကြီးမှာတခိုးတွေတပြတွေတောဘုံတွေကအင်မတန်ပေါ်ပါတယ်ဗရမယာရှာလာတဲ့လူတွေကိုအပြန်လန်းကဖန်ဖန်ပြီးလူကြတိုက်ကြတစ်ထက်ကြတာရဲ့အဲ့ဒါကြောင့်မင်းသားနဲ့အဖော်နှစ်ယောက်ဟာမလုပ်ရမှန်းမသိဘူးပေါ့နောက်တော့မှကုံသေးသားကကြံပေးတဲ့ကဲဒီဗရမယာတွေကိုဝမ်းနည်းမြို့သွားရရင်ဘသူမှရှာလို့တွေ့မှာမဟုတ်ပါဘူးမြို့သွားကြရအောင်လို့အကြံပေးတဲ့အဲ့ဒီအကြံအတိုင်းညစာစားတဲ့အခါသမင်းဖြူထဲမှာဗရမယာထည့်ပြီးမြို့ချလိုက်ကြတာ ပေါ့လေဒါပေမဲ့တောင်ဆောင်မှာပုန်းခိုပြီးချောင်းနေတဲ့တကူတယောက်ကသူတို့ဗရမျာမျိုးတော်ကို မြင်သွားတာကို မြင်တော့အကြင်ရတဲ့ ဒီလူတွေနဲ့အပေါင်းအသင်းလုပ်ပြီးဒီတောင်ကသွားမယ်လမ်းမှာသူတို့မောပန်းလို့အိပ်ပျော်တဲ့အခါဝမ်းကိုဖောက်ပြီးဗရံများတွေကို အပိုင်စီးမယ်လို့အကြံရသားတဲ့ဒီလူအကြံရရဲဆိုရင်ပဲတကူးဟာတောင်ဆောင်ကဆင်းပြီးမိတ်ဆွေဖွဲ့တာပေါ့အရှင်တို့ကျွန်တော်တယောက်တည်းဒီတော့ဒီတောင်ကိုဖြတ်မသွားရတဲ့အတွက်အရှင်တို့နဲ့အတူလိုက်ပါရစေလို့မျက်နာတီလေးနဲ့တောင်းပန်တဲ့မင်းသားတို့၃ယောက်ကလေးအကောင်းမှတ်ပြီးသူ့ကိုလက်ခံလိုက်ကြတာပေါ့လေ ပထမရောင်တော်လန်းနေပြီးမှခိုးသူရတစ်ခုရှိတာတဲ့ခီးတဲ့တွေကအဲ့ဒီရွာကိုဖြတ်သွားရင်ခိုးသူကြီးအိမ်မှာနှောင်အိမ်နဲ့မွေးထားတဲ့နှက်ကြီးတကောင်ကအချင်းဆိုသားတဲ့ခိုးသူကြီးကအဲ့ဒီနှက်ကြီးဆိုတဲ့တချင်းကိုနားလေတဲ့ဒိတ်ပဲကောက်တတ်တဲ့မင်းသားနဲ့အဖော်သုံးယောက်ဟာအဲ့ဒီရွာထဲကိုရောက်လာတော့နှက်ကြီးကထုံးစံအတိုင်းတချင်းဆိုတာပေါ့ဒီတော့ခိုးသူကြီးက ဟောဒီခီးတွေတွေမှာပရမညာတွေပါလာတယ်ခံကြစီးကြလို့လက်အောင်ငယ်သားတွေကိုအမိန်ပေးတာပေါ့ခံလို့မိတော့တကူလုံးလှန်နှောပြီးရှာသားတဲ့ဒါပဲမဲ့ဘာကူမှမတွေ့ရဘူးတဲ့ဒီတော့မင်းသားတို့လေးယောက်ကိုလွတ်လိုက်တာပေါ့အဲ့ဒီအခါငှက်ကြီးကရှေးကလိုပဲတချင်းဆိုပြန်သားတဲ့ခိုးသူကြီးလဲမင်းသားတို့ကိုခံပြီးရှာကြပြန်သားတဲ့ဒါပဲမဲ့ဘာမှမတွေ့ရလို့ပြန်လွတ်လိုက်ပြန်တဲ့နဲ့ ကြီးကလည်းရှေးကလိုပဲတချင်းဆိုပြန်လာပေါ့ဒီတော့ခိုးသူကြီးကတွေးတဲ့ဒီမျက်ကြီးဟာဘယ်အခါမှမဟုတ်တာကိုမပြောဘူးဒီတစ်ခါလဲသူပြောတာမှန်ပါပဲလူတွေကိုပြန်ဖမ်းရရင်ကောင်းမယ်လို့တွေးပြီးဖမ်းပြန်တာပေါ့လေမိလာတဲ့အခါကျတော့လက်ပြန်ကျိုးတုပ်ထားပြီးဟေ့လူတို့မင်းတို့ကိုပေါ်မှာတော့ဘာဖို့တန်တာကိုမှမတွေ့ရဘူးဒါပေမဲ့ဝမ်းထဲမှာပရမညာတွေရှိတာတော့အမှန်ပဲဒီတော့ ဟောရီတောင်ဆွေမှာနေွယ်ရင်မင်းတို့ဝမ်းကိုဟောရီဒါနဲ့ခွဲပြီးပရမ ्या ကိုယူရလိမ့်မယ်ကောင်းကောင်းမှတ်ထားကြလို့ပြောပြီးတခြားကိုထွက်သွားတဲ့အဲ့ဒီအခါမင်းသားတို့နဲ့အတူတူကပ်ပြီးလိုက်တာတဲ့တကူကစဉ်းစားတဲ့အင်းသူတို့ဝမ်းကိုအရင်ခွဲရင်ပရမ ्या တွေမှာအမှန်ပဲတွေ့ရင်ငါဝမ်းကို ခွဲမှာမူးချပဲဒါပေမဲ့ငါဝမ်းကို အရင်ခွဲရင်တော့ပရမ ्या တွေ့မှာမဟုတ်ဘူးမတွေ့ရင်တော့သူတို့ကိုလွှတ်လိုက်မှာပဲဘလို့ပဲဖြစ်ဖြစ်ငါတော့တရားမှာအမှန်ပဲ ဒီတော့တေခံနီးစိတ်ကောင်းထားရင်နှစ်သားကြီးဖြစ်လိမ့်မယ်ဆိုတဲ့ပညာရှိစကားလိုငါလည်းစိတ်ကောင်းထားမှာပဲလို့စဉ်းစားတဲ့အချိန်ကျတော့ခိုးသူကြီးလည်းဒါကိုတဝင်းဝင်းနဲ့နာတာပေါ့လေတောင်စွဲမှာပွေတော့မဲ့နေအောင်နဲ့မှာဒါကြီးဟာတလက်လက်နဲ့ဒါပဲမဲ့တခိုးဟာအရေးတင်းပြီးဟိုခိုးသူကြီးကျွန်တော်မိတ်ဆွေများရဲ့ ဝမ်းကိုခွဲတာကျွန်တော်မကြည့်ရပါဘူး။ဒါကြောင့်ကျွန်တော်ဝမ်းကိုပထမခွဲပါလို့တောင်းပန်တဲ့ခိုးသူကြီးကလည်းသဘောတူတာနဲ့တခိုးရဲ့ဝမ်းကိုခွဲပြီးရှာတာပေါ့။ဦးရဲမာရှာအသေးသေးမာရှာနှံ့။လုံသားရဲမာရှာနေရာတကရှာတာပဲ။ဒါပေမဲ့ပရံများကိုမတွေ့ဘူးတဲ့ရှိမှမရှိပဲကိုဒီတော့မှခိုးသူကြီးက အင်းကလည်းမျက်မှိုက်စကားကိုယုံစားမိလို့သူများအသက်ကိုတတ်မိပြီးကျန်လူတွေဝန်းထဲမှာပရံများရှိမှာတော့မဟုတ်ပါဘူးလို့နောင်တတရားရပြီးမင်းသားကုံတဲ့သားပညာရှိသားတို့ကိုလွှတ်လိုက်တဲ့အဲ့ဒီတေခံသွားတဲ့တခိုးဟာတခိုးပဲမဲ့တခိုးသူတော့ကောင်းလို့မှတ်ရတော့တာပေါ့ ီပုံမြင်ရဲ့အဓိပ္ပာယ်ကတော့လူတစ်ယောက်ကိုအပေါ်ယံမြင်နဲ့မဆုံးဖြတ်ပဲသူ့ရဲ့အတွင်းစိတ်နဲ့လောရက်တွေကိုကြည့်ရှုဖို့တိုက်တွန်းလိုခြင်းဖြစ်ပါတယ်။လူစုတစ်ယောက်လို့တတ်မှတ်ထားသူမှာတော့သူတော်ကောင်းစိတ်တက်ရှိနိုင်တယ်လို့အခက်ခဲနဲ့ကြုံတွေ့တဲ့အချိန်မှာမထင်မှတ်တဲ့သူစီကအကူအညီနဲ့ကယ်တင်ခြင်းရရှိနိုင်တယ်ဆိုတဲ့အတီကိုပေးချင်တာဖြစ်ပါတယ်။ဒါအပြင်ကိုကျိုးစုနဲ့စိတ်တက်နဲ့နောင်တရခြင်းရဲ့တန်ဖိုးကိုလည်းဒီပုံမြင်ကထင်ဟပ်စေပါတယ်။ ဒါကြောင့်တခိုးသူတော်ကောင်းပုံပြင်ဟာလူတဘာဝရဲ့ရှုပ်ထွေးပွေလီမှုကောင်းခြင်းနဲ့ဆိုးခြင်းတို့ရဲ့ရောရှက်နေမှုနဲ့အခြေအနေပေါ်မူတည်ပြီးလူတယောက်ရဲ့စိတ်သက်ဘလို့ပြောင်းလဲနိုင်နေဆိုတဲ့အကြောင်းတွေကိုလှိဟပြနေတဲ့ပုံပြင်ကောင်းတစ်ပုဒ်ဖြစ်ပါတယ်။